တောင်ကိုရီးယားရဲ့စရုပ်ထောက်မြောက်အကြီးဆုံးကားကုမ္ပဏီဆန်ယောင်းဟာမြန်မာနိုင်ငံနဲ့ကပ်ညီတဲ့ဒဘကပ်မော်တော်ကားကိုရန်ကုန်မြို့မှာပထမဆုံးမိတ်ဆက်လိုက်ပါတယ်။ကားတစီးကိုကျက်434သိန်းရှိပြီးတလတာအထူးလျှော့စေးအဖြစ်ကျက်85သိန်းလျှော့ပြီးရောင်းသွားမှာဖြစ်တယ်လို့တူးတဲ့ကိုယ်စားလှယ်တင်သွင်းခွင့်ရတဲ့ Super Seven Star Company ကဆိုပါတယ်။ဒီကျွန်တော်ဆန်ယောင်းကားဆိုတော့ကိုရီးယားမှာနံပါတ်14ရှိတဲ့ကားထုတ်လို့ရကုန်မှုဖြစ်တယ်။ အမဒီက guy အတားစကတော့2.0 diesel engine တာဘိုအင်တာကူလာပါတယ်။သူက guy ရဲ့ engine power ပိုကောင်းတယ်။ကားသမတ်ရောင်းစု434သိန်းကိုအခု discount အနေနဲ့349သိန်းနဲ့85သိန်း discount ချိုးချပြီးရောင်းချပေးမယ်။အပြင်တနည်း insurance ပဲထားပေးမှာဖြစ်တယ်။ကားကိုလည်းအမီပေါက်ရမယ်။နောက်အရေးကြရောင်းချတဲ့ပုံစံကြတော့၃မျိုးရှိတယ်။ရေးချရောင်းချပုံစံတော့နံပါတ်1အနေနဲ့ကားတံပိုးရဲ့တဝက်ပေးပြီးတော့ကြံတဝက်ကိုတစ်နှစ်ရေးချပါဘောနော်ဒုံလုံးပေးစရာမလိုဘူးအာမခံလည်းတစ်နှစ်ထားပေးမယ်အမီပေါက်လည်းရအောင် မနစ်ချက်ကကြတော့ကားတံမိုးရ30ရာခိုင်နှုန်းပေးရမယ်။ဇနက်90ရာခိုင်နှုန်းနှစ်နှစ်အရေးကြ။အဲ့ဒါကြတော့ကျွန်တော်ဘန်အတွန်းတော့မယူဘူး။နံပါတ်3ချက်ကကြတော့ဒီကားကိုပဲတစ်လ18သိန်းပေးရုံနဲ့ကားယူပါလို့ရမယ်။နားစင်ချင်း18သိန်းနဲ့24လအရေးကြဆက်လို့ရမယ်။နော်ဒီ Super Seven Star ရေဆိုင်အောင်ကားတွေကို3နှစ်ကီလိုမီတာသိန်းဝယ်နေပေးတာ။ရန်ကုန်မြို့ဓမ္မစရီနဲ့ကဘာရေးစရီလမ်းတောင်းကအယောင်ပြကန်းကို February 26ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီးအရေးကြစနစ်နဲ့ အတိုးမဲ့ပုံစံ၃မျိုးနဲ့ရောင်းချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဆန်ယောင်းမော်တော်ကားဝယ်ယူသူတွေကို ကီလိုမီတာတစ်သိန်းအထိအာမခံပေးထားပြီးမြမပြည်ရဲ့ကားစည်းကွက်ထဲကိုပထမဆုံးဝင်လာတာလည်းဖြစ်ပါတယ်။